ဂေါရမမြတ်စွာဘုရားလက်ထက်တော်ကသာဝတိပြည်ကတထေကြီးတူဦးမှာပိန်သွဲတဲ့ဂေါရမီအမျိုးသမီးလေးလို့အမည်ရတယ်။ကိတာဂေါရမီဆိုတဲ့သမီးလေးတူရှိတယ်။ကိတာဂေါရမီမျိုးသမီးလေးအရွယ်ရောက်တဲ့အခါဖခင်တထေကြီးမှာစည်းဝါးပြက်ပြီးဆင်းရဲသွားခဲ့ပါတယ်။ကိတာဂေါရမီရဲ့ဖခင်လိုပဲအခြားတထေတူဟာလည်းအတိတ်ကံအကြောင်းတစ်ခုကြောင့်ပိုင်ဆိုင်သမျှဗန္နာတိုက်တွေရွှေတွေဟာ မိသွေးတွေအဖြစ်ပြောင်းလဲသွားတဲ့အဖြစ်ကိုကြုံတွေ့ရပါတယ်။မိသွေးတွေဖြစ်သွားတဲ့ရွှေတွေကိုကြည့်ပြီးစိတ်ဆင်းရဲနေတဲ့တထေးကြီးကိုမိတ်ဆွေတယောက်ကအကြံကောင်းတစ်ခုပေးလိုက်တယ်။မိတ်ဆွေကြီးရဲ့ရွှေတွေဟာမိသွေးတွေအဖြစ်ပြောင်းလဲသွားတာမိတ်ဆွေရဲ့ဖုံးကန်နေပါသွားလို့ဖြစ်ပါတယ်။မိသွေးတွေကိုယူပြီးဈေးထဲမှာဈေးနှုန်းမြင့်မားစွာသတ်မှတ်ပြီးရောင်းချကြည့်ပါ။ဖုံးကန်ရှိသူနဲ့တွေ့ရင်ရွှေတွေဖြစ်မြင့်မားဖြစ်တဲ့အတွက် အိမ်သို့ခေါ်ယူပြီးမြောက်စားလျင်မိတ်ဆွေရဲ့ရွှေတွေကိုပြန်ရရှိနိုင်မှလိမ့်မယ်လို့အကြံပေးလိုက်တယ်။တတိယလေမိတ်ဆွေရဲ့အကြံအတိုင်းဈေးထဲမှာမိသွေးတွေကိုခင်ချင်းပြီးဈေးနှုန်းကြီးမြင့်စွာတတ်မှတ်ရောင်းချတဲ့အခါဈေးဝယ်လာသူတွေကအယူလို့တတ်မှတ်ပြီးလောင်ပြောင်ကြတယ်။ဈေးဝယ်ထွက်လာတဲ့ကိတာကောဒမီလေးရောက်လာတဲ့အခါမှာတော့ရွှေတွေကိုဖြန့်ခင်းရောင်းချနေတယ်လို့မြင်တဲ့အတွက်တတိယကြီးကို ။အိုဖခင်တံမိုးကြီးရဲ့ရွှေတွေကိုအဘဲကြောင့်ဟင်းရွက်ကစုံကဲသို့ဖြန့်ခင်ရောက်ချနေပါသလဲလို့မေးမြန်းလိုက်တယ်။တတိယလေဘုံကန်ရှိသူကိုတွေ့ပြီးဖြစ်တဲ့အတွက်ဝမ်းမြောက်သွားပြီးအိမ်တို့ခေါ်ယူကသားဖြစ်သူနဲ့လက်ထပ်ထိမ်းများပေးလိုက်ပါတယ်။ဤတာကောရမီရဲ့လက်နဲ့ထိတဲ့မိသွေးတွေဟာရွှေတွေပြန်ဖြစ်သွားခဲ့တယ်။တတိယကြီးဟာမတက်တာလို့သာချွေးမတော်ရပေမဲ့ဆင်းရဲတဲ့ ိတာဂေါရမီကိုနှစ်သက်ခြင်းမရှိဘဲနှိမ်ချဆက်ဆံတဲ့အတွက်စိတ်ဆင်းရဲစွာနေထိုင်ရတယ်။မြင့်နေငယ်ကြတဲ့အခါမှာတတိသားနဲ့ကိတာဂေါရမီတို့မှာသားယောက်ျားလေးတယောက်ဖွားမြင်ခဲ့တယ်။အဲ့ဒီအချိန်မှာတော့အမွေဆက်ခံသူသားယောက်ျားလေးမျက်နှာနဲ့ကိတာဂေါရမီကိုတရေကြီးမိသားစုကအလေးပေးဆက်ဆံလာခဲ့တယ်။သူဟာသားလေးကိုအရေးတကြီးကြီးနဲ့ပြုစုဆောင်ရှောက်ကချင်းမဝဖြစ်နေတော့တယ်။ ကန်ဆိုးခြင်းတော့တားငယ်လေး၃နှစ်သားရွယ်မှာအဖျားရောဂါကူးဆက်လာခဲ့တယ်တားငယ်ကို စီးစီအောင်ဆုံးနဲ့ပြသပြီးကုသခဲ့ပေမဲ့နောက်ဆုံးမှာယောဂပြင်းထန်ပြီးတည်ဆုံးသွားခဲ့တယ်ခိတာဂေါရမီယာမိမိရဲ့တူရဲသောအားထားရဖြစ်တဲ့ချစ်စရာတားငယ်လေးတည်ဆုံးသွားတာကိုလက်မခံနိုင်ပေအယူတစ်ပိုင်းဖြစ်ကငိုကြွေးပါတော့တယ်အသက်မဲ့နေတဲ့တားငယ်ရဲ့ရုပ်အလောင်းကိုချီးပိုးပြီး လမ်းမပေါ်ထွက်ကသားငယ်ကိုစေကူပေးဖို့အသီးစိတ်ခင်မဲ့စွာလိုက်လံတောင်းဆိုနေပါတော့တယ်လူတွေကအယူသဖွယ်ဖြစ်နေတဲ့သူကိုရှောင်ကွင်းပြီးသွားကြတယ်တနေ့ရရောက်မှာမြတ်စွာဘုရားရဲ့တရားတော်တွေနာကြားမှုတဲ့အဖိုးတို့တယောက်ကသမီးငယ်တင့်သားငယ်ရဲ့ဝေဒနာကိုပျောက်ခင်းအောင်ကုသပေးနိုင်မယ်ဖေယအရှင်ဂေါရမထံသို့သွားရောက်တောင်းပန်ပါလေလို့ဆိုတာဖေယရှင်တဲ့လမ်းညွှန်ပေးလိုက်ပါတယ် ဂီတာဂေါရမီလည်းအဖိုးလမ်းညွှန်တဲ့အတိုင်းမြတ်စွာဘုရားထံသို့ရောက်ရှိလာခဲ့ဂီတာဂေါရမီကအရှင်ဘုရားတပည့်တော်မရဲ့တားငယ်ကိုရှင်းသက်အောင်ကုသပေးတော်မူပါလို့လျှောက်ထားလိုက်တယ်မြတ်စွာဘုရားကကောင်းမြတ်သမီးရွာထဲကအိမ်တအိမ်မှမုံညင်းစီအနေငယ်သွားရောက်တောင်းယူပါထိုအိမ်သည်လူမသိဘူးတဲ့အမျိုးသားရှိသူတို့အိမ်ဖြစ်ရမည်လို့မိန့်တော်မူလိုက်ပါတယ်။ဂီတာဂေါရမီလည်း ကားငယ်ကိုပိုင်ပြီးမုံရင်းစီကိုတဲဝင်တဲ့အိမ်ထွက်ရှာပွေပါတော့တယ်။အိမ်တိုင်းမှာမုံရင်းစီရှိပေမဲ့လူမသေးဘူးတဲ့အိမ်ရဲ့လို့မရှိပါဘူး။အဖိုးအဖွာလင်းအောင်ရှားသာသမီဦးကြီးအတော်တရားမဟုတ်တရားသိဆုံးမှုတဲ့အိမ်တွေကြီးပဲဖြစ်ကြတယ်။တနေ့လုံးလိုက်ရှာပေမဲ့လူမသေးဘူးတဲ့အိမ်မတွေ့တဲ့အတွက်ညနေဆောင်တဲ့အခါသူလည်းမောပန်းလာပြီးစင်ကြင်စဉ်းစားမိလာတယ် လူအလုံးတည်တတ်တဲ့သဘောရှိကြောင်းတံဝေကရလာပြီးတော့သားငယ်ကိုတချို့မြုံနံပြီးတဲ့အခါမြတ်စွာဘုရားသတင်း300ကိုခေါင်းငိုင်းဆိုင်နဲ့လမ်းလာခဲ့တယ်။မြတ်စွာဘုရားထံမှာမိမိတံဝေကရပုံကိုရှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကတရားဟောပြောပြီးနောက်သာသနာပေါင်ကိုဝင်ရောက်ခဲ့တယ်။ဘိက္ခုနီအဖြစ်တရားကျင့်နေစဉ်ညာကျန်းတစ်ခုမှာလောင်ကျွမ်းနေတဲ့စီမီး တဖြည်းဖြည်းချုပ်ငိမ်သွားတာကိုရှုမှတ်ရကဝိပဿနာဉာဏ်ရရှိကယဟန္တာထေရီမှာတပါဖြစ်ခဲ့ပါတယ်။ဂီတာဂေါရမီထေရီမှာဟာချိုးရံသောသင်္ကန်းကိုဝတ်ဆင်ရမှာအမျက်ဆုံးဤတဲ့ဘွဲ့ကိုရရှိခဲ့ပါတယ်။